ားလုံးပဲမင်္ဂလာပါကျွန်တော်ကိုမားရဲ့အားလုံးပဲမင်္ဂလာပါဗျာနော်ကဲအဲ့တော့ရှေ့လာမဲ့ဘက်ကကျွန်တော်ပြီးခဲ့တဲ့တနင်္ဂနွေအကုန်မှန်တယ်နော်ဇာတုမွေးခွေသမားနေတယ်အဲကျွန်တော်ရှင်မအဖွဲ့ဝင်ကြီးတောင်းကျတဲ့လာမွေလာဝယ်တဲ့ဇာတုမွေးခွေသမားနေတယ်အခုအဆင်ပြေတယ်နော်ကျွန်တော်ပြောတယ်3ရက်လာရမယ်ဆိုတဲ့ခင်3ရက်တော့လာရမယ်ဒါပေမဲ့2ရက်တော့တည်းမှာလုံးဝရှယ်ကြရမယ်ဆို၄၅ခွန်ရှိခွေအပူပါနဲ့ကျွန်တော်တို့နော်84ဆိုပြီးတော့ 84နဲ့ပေါ့နော်အင်ကာနေညနေပိုင်းမှာအောင်မြင်သွားပြီအဲ့တော့ကျွန်တော်တို့ကအရှိလာမဲ့ပတ်တော်တဲ့မှာနော်ဒီဘက်ပေါ့နော်ဒီဒီဘက်တော်တဲ့မှာမနက်ဖြန်နေစားလိုက်ရမယ်ဒီနေ့ကဖောင်းတယ်ဒီနေ့ကတူဒီပေးရ72 72ရက်နေ့ကတူဒီပေးရမနက်ဖြန်73ရက်နေ့ကလိုက်မယ်73 74 65 6ရက်လိုက်ရမယ်နော်အဲ့တော့ဒီ၄ရက်တော်တဲ့မှာလုံးဝထူးရှယ်လိုက်ရမယ်လုံးဝအရှုံးမရှိအမျက်ချန်ထူးရှယ်ဖော်မြူလာတွေကိုထူးရှယ်လိုက်ရမယ် เนาะအဲ့တော့ကျွန်တော်မိတ်ဆွေတွေအကူဒီမတွေဟာရှယ်မွေးကနေသူရှယ်သူရှယ်စပယ်ရှယ်မွေး6ခွက်မွေးကနေ6ခွက်ဖော်မြူလာပြပေးမယ်ရှယ်မွေးပတိပေးမယ်ရှယ်မွေးခွေပေးမယ်မူကြုံမူ3ချက်တိုက်ထားတဲ့သူရှယ်မွေးခွေကတော့ဖုံကြီးသောင်းချက်နဲ့ကျွန်တော်ပြပါမယ်လူကြီးအများကြီးမပေးဘူးနော်လူကြီးကျွန်တော်ကန့်တပ်ပြီးပြီမယ်လူကြီး15ရောက်ပြီမယ်အဲ15ဦးကနေပြီးတော့ကျွန်တော်ကြော်ပြီးတော့မပေးပါဘူးနော်15ဦးကျွန်အားနေပြီးတော့ ကြော်ပြီးတော့မပေးဘူးမူသုံးချက်တိုက်ထူးချက်မွေးဝေအဲ့မွေးဝေကိုကျွန်တော်ကိုယ်တိုင်နဲ့လိုက်မယ်ကျွန်တော်ကိုယ်တိုင်နဲ့ထူးမယ်နော်အဲ့တော့ကျွန်တော်တို့ကမူသုံးချက်တိုက်ထူးချက်မွေးဝေကိုကျွန်တော်အဖွဲ့ဝင်ကြီးတသောင်းချက်နဲ့ပေးပါမယ်နော်အဲ့တော့ဒီအဖွဲ့ဝင်ကြီးတသောင်းချက်ကိုမပေးချင်ဘူးနော်ဆိုရင်လည်းကျွန်တော်အရှိမပြပေးထားတယ် နော်အဲကျွန်တော်ရဲ့မူဒီကန်နေဖုန်းနံပါတ်6683686668ဒီဖုန်းနံပါကိုဖုန်းမစိကဖုန်းလှမ်းပြီးတော့ဆက်လိုက်ပါနော်ဖုန်းဆက်ပြီးတော့ခဏလှမ်းပြီးပါနော်အဲတော့ဒီမူသုံးချက်တိုက်ထူးချက်မွေးခွေကိုလိုချင်နေဆိုရင်အဖုန်းကြီးသောင်းချက်နဲ့ကျွန်တော်တို့ဒီဖုန်းနံပါကို6683686668ကိုဒါလှမ်းပြီးတော့ ဖုံးဆက်ပြီးတော့ဖုံးဆက်တွေ့လိုက်ပေါ့နော်အဲလိုဆက်တွေ့ပြီးဆိုရင်မူသုံးချက်တိုက်ထူးချက်မွေးခွေကိုပေးမယ်ဒီဘက်မှာကျွန်တော်ဖုံးဝင်15ဥပဲပေးမယ်ဆိုတာကကျွန်တော်ကိုယ်တိုင်နဲ့တကယ်သေးသေးချာချာလိုက်ထူမှာဖြစ်တယ်ရောကနေဟော့သွားမှာဖြစ်တယ်ဖြစ်မှာစိုးလို့ကျွန်တော်လူကြီးကန့်တက်ပြီးတော့ပေါ့နော်နော်အဲတော့လူကြီးကိုကန့်တက်ပြီးတော့ကျွန်တော်ခေါ်လိုက်တာအဲတော့ကျွန်တော်မိတ်ဆွေကိုဒီမှာညီအားလုံးပဲဘာလဲကရောင်းစားတာလားတဲ့ကျွန်တော်ပြောတဲ့စကားမဆုံးသေးဘူးနော် မူသုံးချက်တိုက်သူချက်မွေးခွေကိုမယူနဲ့ရတယ်လိုချင်တယ်ဆိုမှလာယူမယူနဲ့ရတယ်ဒီမှာမွေးကနန်း6ကွက်ဖော်မြူလာပြမယ်မွေးပတ်တီပေးမယ်ဇာတို့ရှယ်မွေးခွေပေးမယ်ကျွန်တော်ဘယ်တော့ခါမှကျွန်တော်ရဲ့ channel အမြဲလိုက်အားပေးနေတယ်မိတ်ဆွေကိုမတွေဆိုသိတယ်ဘယ်တော့ခါမှမဟုတ်သောစကားကိုမဟုတ်သောကနန်းကိုဘယ်တော့ခါမှကျွန်တော်မပေးဘူးเนาะကဲအဲ့တော့ ဒီဟာဒီဟာခဏထားလိုက်ဒါဟိုအာယုံနဲ့မထိုင်နဲ့တကယ်လိုချင်မှလာရင်ကျွန်တော်လည်းအဖွဲ့ဝင်အများကြီးခေါ်မှာမဟုတ်15ဦးပဲခေါ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ချင်နဲ့လာရင်လိုချင်နဲ့လာမျိုးနဲ့နော်အခုကျွန်တော်အဓိကပြောချင်တာကဒီလိုက်မှာအဓိကပြောချင်တာကဒီ special မွေး6ခွက်ရေမွေးခွေရေအဓိကအားထားပြီးတော့ပြောချင်တာနော်ကဲအဲ့တော့တခါတယ်နော် ကဲအဲ့လိုအလုံးမဲ့ကြည့်မယ်ဗျာနော်အဲ့တော့ special မွေး6ခွက်ကကျွန်တော်တို့ကဘာတွေလဲဆိုတော့မွေးကနန်း6ခွက်ကတဲ့သူကကျွန်တော်တို့ကပြီးခဲ့တဲ့အပတ်တုန်းကနော်98 89 98 R 98 89လို့ကြာချင်းကြောင့်သူ့ရဲ့အောက်ကနေလိုက်ရမယ်မွေးကနန်း6ခွက်သူ့ရဲ့အောက်9ရဲ့အတော်တွေကနေလိုက်ရမယ်မွေးကနန်း6ခွက်ကျွန်တော်2023ကလင်းနာနေပြီးတော့စပြီးကြည့်မယ်2025နှစ်နေအတွင်းမှာဆိုရင်နှစ်ပွဲဖောက်ဘူးလေဟိုအရှိနှစ်မှာတပွဲ အဲဒီတနှစ်စာတော့တယ်မှာပေါ့တပွဲနှစ်ပွဲဖောက်ဘူးတယ်နော်အဲ့တော့ကျွန်တော်တို့ဒီ68အားလို့ကြပြီဆိုရင် သူ့ရဲ့အောက်ကနေလာရမယ်မွေးကနေ6ကွက်ဖော်မြူလာတွေအလားတွေကိုကျွန်တော်မိတ်ဆွေအကူဒီမားတွေကိုကျွန်တော်ပြပေးမယ်ဟုတ်ပြီနော်နော်အာယုံနောက်တို့အာယုံနောက်မခံအောင်ကျွန်တော်အခုချိန်မှာကြာရင်ယူမကြာရင်မယူနဲ့နော်ကျွန်တော်ပြီးခဲ့တဲ့ဘတ်တုံးကလည်းပြီးတယ် ရင်းကခွန်ရှိဘူးပါခွေ84အောင်းနဲ့ဒီဘက်မှာလည်းအဖွဲ့ဝင်ကြီးတောင်းချက်နဲ့အဖွဲ့ဝင်15ဦးပဲခေါ်မယ်ပြီးခဲ့တဲ့ဘက်ကလူနဲ့ဆိုရင်အဖွဲ့ဝင်အသက်ကဘယ်လောက်မှမရှိဘူးနော်အဲဒီတော့ကျွန်တော်အဖွဲ့ဝင်အသက်ကခေါ်ကျင်တဲ့ခေါ်မယ်မခေါ်ကျင်တဲ့ရှေ့ဘက်ကလူပြန်ဝင်နေဆိုရင်ရှေ့ဘက်ကလူပဲပေးလိုက်မယ်နော်ရှေ့ဘက်ကလူကဥရသူစနစ်15ဦးတည်းရနေပြီးတော့ပေးလိုက်မယ်နော်6 6 7 3 6 6ဒါကျွန်တော်ရေမူသေးကန်နဲ့ဖုန်နံပါတ်နော်အဖွဲ့ဝင်15ဦးကဘိတ်ချင်းကိုကိုပြည့်တယ် နော်ကဲအဲ့တော့68အားလို့ကြာပြီဆိုရင်သူ့ရဲ့အောက်900တော်တင်ကလိုက်ရမယ်မွေးကနန်း6ခွက်ကကျွန်တော်ပြောပြမယ်မှတ်ထားမယ်ပေါ့နော်32ရဲ34ရဲ39ရဲ69ရဲ68ရဲ69ရဲဒီကနန်း6ခွက်အားထုတ်အောင်ဒီကနန်း6ခွက်မွေးကနန်း6ခွက်900တော်တင်လိုက်ရမယ်အဲ့တော့ဒီကျွန်တော်တို့ကဒီကလင်နာတပြင်းလုံးမှာကျတော့တနစ်စာကလင်နာရှိတယ် တနစ်စာရှိတယ်ကျွန်တော်လေးဘက်ကိုတလားနဲ့တွင်မဲ့ဆို1 2 3 4ဘက်ကိုတလား1 2 3 4 5 6 7 8ဆိုတော့ဒီကနေပြီးတော့ဒီထက်17လ17လဆိုတော့တနစ်နော်တနစ်နဲ့တလားတနစ်နဲ့တလားနဲ့3ဘက်ရှိတယ်ဒါလေးဘက်တလားနဲ့တွက်တာ တနစ်နဲ့တလားလောက်ရှိရဗျာဒီတနစ်နဲ့တလားရှိရကလင်နာတပြင်းလုံးနေမှာ89 96လို့ကြတယ်ပွဲကြီးอ่ะဘယ်နှပွဲရှိတယ်ဆိုတော့ တပွဲနှစ်ပွဲသုံးပွဲလေးပွဲငါးပွဲခြောက်ပွဲခုနှစ်ပွဲရှစ်ပွဲကိုးပွဲဆယ်ပွဲဆယ်တပွဲဆယ်နှစ်ပွဲဒါဂိတ်ကုန်ပဲဟုတ်ပြီနော်98 89လို့ကြတာကဆယ်နှစ်ပွဲဂိတ်ကုန်ပဲအဲ့တော့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲအဲ့တော့ကျွန်တော်တို့ကဒီ89အာ98ပေါ့နော်89 98လို့ကြပြီဆိုရင်သူ့ရဲ့အောက်ကနေလိုက်ရမှာမူကနေ6ခွက်က3ညနဲ့3ညလေး3ညခွန်6ခွန်6869ဆိုတော့မူကနေ6ခွက်ကိုပဲလိုက်ရမှာ9ရက်တော်တင်လိုက်ရမှာ အဲ့တော့ကျွန်တော်ဒီမှာ89ကိုကြားတယ်သူ့ရဲ့အောက်ကနေကျွန်တော်မွေးကနေမွေးကနေ6ခွက်ကိုလိုက်မယ်ဆိုရင်ကျွန်တော်သူ့ရဲ့ဘေးကဲရမှာပဲကျွန်တော်3ညခွန်ဆိုပြီးတော့ကြားထားတယ်ဟုတ်ပြီနော်3ညခွန်ဆိုပြီးတော့ကြားထားတယ်ဟုတ်ပြီသူ့ရဲ့အောက်ကနေပြီးတော့ဆက်လိုက်ကြည့်ဒီမှာ68လို့ကြားတယ်98လို့ကြားကျွန်တော်မွေးကနန်6ခွက်ဖြစ်တဲ့3ညနဲ့3ညလေး3ညခွန်6ခွန်6869ဆိုတဲ့မွေးကနန်6ခွက်တည်းကကျွန်တော်တို့봐ကြတာတယ်နောက်တစ်ပတ်မှာ 80ဆိုပြီးတော့တနေ့နာနေအပွဲဥထွန်မှာပဲ80ဆိုပြီးတော့ကြာထားတယ်။ဟုတ်ပြီနော်။ကြဲအဲ့တော့နောက်ထပ်68ပွဲတစ်ပွဲကိုထပ်ရှာ68ကိုထပ်ချက်ဒီမှာ68လို့ထပ်တွေ့တယ်။ထပ်တွေ့တော့သူ့ရဲ့အောင်ကနေပြီးတော့9ရက်အတော်တည်းမှာကျွန်တော်ကမွေးကနန်း6ကွက်ဆက်လိုက်ရမယ်ဆိုတော့3ညနဲ့3ည4 3ခွန်6ခွန်6869ကဒီမှာသူ့ရဲ့အောင်နောက်တစ်ပတ်တင်းနာနေမနက်ပိုင်းမှာအစောဆုံးပွဲမှာပဲ86ဆိုပြီးတော့ဒီပွဲမှာထပ်ချထားတယ်။ဟုတ်ပြီနော်။ ဟုတ်ပြီနော်ကဲအဲ့ရနေပြီးတော့ကျွန်တော်တို့ဆက်လိုက်သွားမယ်တဲ့ဆက်လိုက်သွားတော့ကျွန်တော်တို့ကသူ့ရဲ့အောက်ကနေပြီးတော့ဒီဘွဲမှာဆက်ပြီးတော့တွေ့89လို့ထက်ကြပြန်ပြီထက်ကြတော့ကျွန်တော်တို့ကမွေးကနန်း6ကွက်ကဒီတပတ်မှာတော့လုံးဝဖောက်သွားတယ်ဒီတပတ်မှာလုံးဝဖောက်သွားမထုတ်ဘူးထားတပတ်ဖောက်သွားကျွန်တော်ပြောချင်တယ်ကတည်းကတပတ်ဆိုတာဒီဘက်ကိုပြောတာကြိုက်တယ်ဆိုရင်လက်မလေးတန်းစီနေပြီ channel လေး subscribe နေရတယ် channel လေးကို subscribe နေပြီကွန်မမှာမင်္ဂလာပါလေးတန်းစီပြီးတော့ရေးပြီးသွားเนาะဒီဘက်ကနေစပြီးတော့ ကျွန်တော်ဒူးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အကူရီမတွေအတွက်ကိုကျွန်တော် အချိန်တီးတန်ပြန်ပေးပြီးမယ်နော်ရင်မတ်တွေကကျွန်တော်ဇလိုင်းကမှန်တယ်မှန်ရလားနဲ့ကျွန်တော်လိုင်းမလွှင့်နိုင်ဘူးဒါဟိုနေ့ပေါ့နော်မအားမလက်တဲ့ကန်းကနာအများကြီးရှိတယ်နော်ချဲတွေရဲချဲဆိုရင်မနေ့ကဆိုရင်နှစ်ချိန်သုံးချိန်ဒါရကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေအကူရီမတွေကိုကျွန်တော်ဒီဘက်မှာတော့တတိချာချာလေးလိုက်လွှင့်ပေးမယ်ကြိုက်တယ်ဆိုရင်လက်မလေးနှိပ်သွားပေးမယ်နော်ကြဲအဲ့တော့ဒီဘက်မှာ86 89ဆိုပြီးတော့တက်ကြတယ် เนาะခဏလေးပေါ့เนาะအဲ့တော့ဒီဘုံမှာ89လို့ထက်ကြတယ်ထက်ကြတော့သူ့ရဲ့အောက်နောက်တစ်ပတ်တော့ဒီမှာကျွန်တော်တို့ကမွေးခနန်း6ခွက်ကိုဆက်လိုက်ရမယ်ဝေကနာ6ခွက်ကိုဆက်လိုက်ရမယ်ဆိုတော့သူ့ရအောက်က9ရအတော်တဲ့ကိုဆက်လိုက်တဲ့အခါမျိုးမှာကျွန်တော်တို့ကဒီဘက်မှာ89ကြလို့ဒီဘက်မှာ3ည2 3ည4 3ည9 6 9 6 8 6ဆိုတဲ့ဝေကနာ6ခွက်တည်းကဒီမှာ20ဆိုပြီးတော့ထကြထားတယ် ဟုတ်ပြီနောက်တစ်ပွဲကိုဆက်သွားကြည့်မယ်ဟောဒီဘောမှာ68လို့ကြားတယ်သူ့ရဲ့အောက်ကနေမူကနန်6ကွက်ထဲကနေပြီးတော့ကျွန်တော်တို့က9ရက်တော့နေလိုက်ရမယ်ဆိုတော့သူ့ရဲ့အောက်ကက်လျက်ပါပါကြထားတယ်3ည4ဆိုပြီးတော့ထက်ကြထားတယ်ဟုတ်ပြီနော်မူကနန်6ကွက်ထဲကနော်ကဲနောက်တစ်ပွဲကိုဆက်သွားကြည့်နောက်တစ်ပွဲကိုဆက်သွားကြည့်တော့ဟောဒီမှာ89လို့ကြားတယ်မူကနန်6ကွက်9ရက်တော့နေလိုက်ရမယ်တရက်2ရက်3ရက်4ရက်5ရက်တော့နေမှာ68လို့ကြားတယ်ဟုတ်ပြီနော် ဟုတ်ပြီနောက်တစ်ဝဲကိုကြည့်မယ်ဟောဒီမှာ68လို့ထက်ကြတယ်သူ့ရဲ့အောက်900တော့နေဝေကရန်6ွက်လိုက်မယ်ဒီကနေစလိုက်မယ်ဆိုရင်လည်းရက်2ရက်300တော့နေမှာ68ဆိုပြီးထက်ကြတာဟုတ်ပြီနော်ကဲနောက်တစ်ဝဲကိုဆက်သွားကြည့်မယ်ဒီဘွဲမှာ68လို့ကြထားပြီကြပြီဆိုရင်68လို့ဒီဘွဲမှာစပြီကြပြီဆိုရင်သူ့ရဲ့အောက်900တော့နေရနေပြီးတော့ဝေကရန်6ွက်ဆက်လိုက်ရအောင်အဲ့တော့ဆက်လိုက်တော့အင်္ဂါနေ့နောက်တူရဲ့နောက်တစ်နေ့မှာပဲ68ဆိုပြီးဒီဘွဲမှာဆက်ကြထားတယ်20ကြတယ်ခွန်6ကြတယ် 3ကတော့ကြာမွေကလန်6ကွက်9ရက်အတိုးတယ်68ဟုတ်နော်ကဲအဲ့တော့နောက်တစ်ပွဲကိုနောက်တစ်ပင်နောက်တစ်ပွဲကိုဆက်သွားချမယ်နော်လက်မလေးတန်းစီနေပြီပါကျွန်တော်ကြည့်ရှုသူအားလုံးပဲလက်မလေးတန်းစီနေပြီကြည့်နေနေကိုယ့်ရဲ့ဖုံးမဆပင်ကိုလက်ညှိုးလေးနဲ့ဇက်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 နဲ့တောက်ပြီးအဲ့တော့လက်မနေပြီးသားဖြစ်သွားဘာမှခဲရင်တာမဟုတ်အပန်းကြီးလာမဟုတ်50တာလီမထားတာမဟုတ်တပိဒါလီရွက်ထားတာမဟုတ်ဟုတ်တယ်မလားနော်ကြည်နေနေဖုံးမဆက်ပင်ကိုလက်ညှိုးလေးနဲ့တီးလို့တောက်တော့ဘာမှပန်းမကြည့်နော်ကဲနောက်တစ်ပင်ကိုဆက်သွားကြည့် အော်တွေ့ပြီဒီဘက်မှာလည်း68လို့ထက်ကြထားပါတယ်တဲ့68လို့ကြပြီဆိုသူ့ရဲ့အောက်9ရဲ့အတော်ထဲမှာကျွန်တော်တို့ကမွေးကနန်း6ခွက်ဖြစ်တဲ့3ညနဲ့3ညလေး3ညခွန်ရဲ့6 6 6 9ရဲ့ဆိုတော့မွေးကနန်း6ခွက်ကိုလိုက်ရမယ်အဲ့တော့ဒီဘက်မှာကျွန်တော်တို့ဗာကြထားတယ်ဆိုတော့တရက်2ရက်3ရက်တော့ဒီမှာပဲ86ဆိုပြီးဒီဘက်မှာကြာထားတယ်ဟုတ်တယ်နော်86ဆိုပြီးတော့ဒီဘက်မှာထက်ကြာထားတယ်မပြီးသေးဘူးနော် లై ကိုပြီးအောင်ကြည့်ဒီ లై ကိုပြီးအောင်ကြည့်လို့အချိုးမရုပ်เสียအောင် ဒါအပွင့်အင်းဆုံးပြောတာ86ဆိုပြီးတော့ထချထားတယ်။ကဲအဲ့တော့မပြီးသေးပါဘူးတဲ့။နောက်တစ်ပွဲကိုဆက်သွားကြည့်။နောက်တစ်ပွဲကိုဆက်သွားကြည့်တော့ဟော်ဒီဝဲမှာ68လို့ထချထားတယ်။ထချထားတော့သူ့ရဲ့အောက်ကနေပြီးမွေးကနေ6ခွက်ကိုကျွန်တော်တို့က900ဒေါ်တင်လိုက်ရမယ်ဆိုတော့3ညနဲ့3ညလေး3ညခွန်ရဲ့6ခွန်6 8 6 9ရဲ့ဆိုတော့မွေးကနေ6ခွက်ကဟော်ဒီတဲ့နဲ့300ဒေါ်တင်မှာ3ညခွန်နဲ့6 8ဆိုပြီးတော့ထချထားတယ်။ဟုတ်ပြီနော်။ကဲအဲ့တော့လာပြီ။ ပြီးခဲ့တဲ့အပတ်ဂျာတာပရင်းနေညနေ၄နာရီခွဲမှာ68ဆိုပြီးတော့ကြာလာတယ်။နော်68လို့ရထားခြင်းကြောင့်သူ့ရဲ့အောက်ကနေလိုက်ရမယ်မွေးကနဲဘယ်နှကွက်တယ်6ကွက်9ပရိယတ်တော်တွင်နဲ့9ရက်အတော်တွင်ဒီတစ်ပတ်မှာကကျွန်တော်အခုလာမယ်ဒီတစ်ပတ်မှာက4ရက်ပဲကစားမယ်အင်္ဂါဗုဒ္ဓဘုရားဂျာတာပရင်းတောက်ကြဆိုတော့4ရက်ရှိမယ်။ပြီးခဲ့တဲ့ဘက်တောက်ကြနေတည့်ရက်နဲ့ဆိုရင်9ရက် အဲ့ငါးရက်တော့ဒီမှာပြီးခဲ့တဲ့တောက်ကြနေကကျွန်တော်တို့ဒီမှာမထွက်တာဘူးမထွက်တာဘူးဖြစ်တဲ့အတွက်ကြောင့်မို့အခုရှေးလာမဲ့၄ရက်တော့တဲ့မှာတနင်္လာအင်္ဂါဘုဒ္ဓဘူး sorry အင်္ဂါဘုဒ္ဓဘူးကြာသာပြီးတောက်ကြဆိုတဲ့၄ရက်တော့တဲ့မှာ၃ညနဲ့၃ညလေး၃ညခွန်6ခွန်6869ဆိုတဲ့ငွေကဏ္ဍကလုံးဝဟန်ထွက်ပါဆန်ဟိုအားကောင်းတယ်ဟုတ်တယ်နော် ကျွန်တော်နေလိုက်လက်မပြဘူးလားဆိုတာကကျွန်တော်ကအားတဲ့အခါရှိသုံးပါအားတဲ့အခါရှိတယ်ဗျတခြားအလုပ်ကလေးတွေရှိသေးတော့ကျွန်တော်ဒီဘက်မှာအာယုံအရင်ကအာယုံစိုက်ပြီးတော့မရဘူးအားအားတဲ့ချိန်အဲအားတဲ့အရက်တွေအားတဲ့ချိန်တွေဆိုရင်တော့ကျွန်တော်လိုက်လွန်ပြီးတယ်ဗောနော်ပြီးခဲ့တဲ့ဘက်ကလည်းအောင်ပါတယ်ဗောနော် KI တော့ special မွေး၆ခွက်ရပါစာတို့ရှယ်မွေးခွေထပ်ပြီးအောင်မယ်ထပ်ကောင်းတယ်မူပါပြပြီးမယ် ကျွန်တော်တို့ကဟင်းစားနေမဟုတ်ကွန်ချက်ပါပြပြီးတဲ့တန်ဃာတဲဒီမှာကျွန်တော်တို့ဆိုရိုးစကားတစ်ခုရှိတယ်ဟင်းစားပဲပြီးမယ်ကွန်ချက်မပြဘူးဆိုတော့ဆိုရိုးပါเนาะအဲ့လိုမဟုတ်ကျွန်တော်တို့ကဟင်းစားတဲ့ပြီးတယ်ကွန်ချက်တဲ့ပြတယ်เนาะဒါသမုတ်တရားကြီးတယောက်တည်းတောက်လို့မကုန်ပါဘူးဗျာเนาะအဲ့တော့အားလုံးရရစေချင်လို့ပြပြီးတာဒီကတည်းကကျွန်တော်တို့ဗလိန်နဲ့ဒီမူသုံးချက်အဲလိုချင်တယ်ဆိုအဖုံကြီးတသောင်းရလာပြီးတော့ရောင်းစားလာလားဆိုတော့ရောင်းစားလာပါ လိုချင်မှလာယူမလိုချင်လားမယူနဲ့15ရောက်ပဲပေးမယ်တရားကိုမလိုချင်ဘူးရတယ်မယူနဲ့မထုတ်နဲ့ဘာမှမယူဒီမှာကျွန်တော်ပေးထားတဲ့မွေးခွေတွေရှိမယ်မွေးမွေးကလေး6ခွက်ရှိမယ်မွေးပတ်တိရှိမယ်ဇာတို့ရှယ်မွေးခွေရှိမယ်ကြိုက်တဲ့ဟာကိုကြိုက်လို့လိုက်လို့ရတယ်အဲ့လောက်ကြီးအာမခံရင်ပေးတာဒီ3ချက်ကိုလိုက်တယ်ဒီဒီမူ3ချက်ဒီအဖို့မကြီးတတောင်းတောင်းပြီးတော့ပေးတယ်ဆိုတာကကျွန်တော်အကူတွေမှရှေ့ရှေ့ကကျွန်တော်ဒါဖုံးပေးဘူး ဒီစာအုပ်ဖူစာအုပ်တော့ဆိုရင်ဒါ2500ဒီဘုံတဝင်ဆိုရင်ဒါ1000ဒီကလင်နာတရက်ဆိုရင်ဒါ900အဲဒီဟာဒီဒီဟာဘူးဒီပြန်ပြီးတော့တောင်းလာမရှိတာဘာမှမဟုတ်เนาะဒါပြီးတော့ကျွန်တော်ခေါ်တဲ့ဖွဲ့ဝင်ကြီးอ่ะဖွဲ့ဝင်อ่ะအများကြီးခေါ်တာမဟုတ်ဖွဲ့ဝင်15ယောက်ပြခေါ်တာစိုက်မှလာမကြိုက်လာမင်းနဲ့ရှင်းရှင်းလေးမကြိုက်လာမင်းနဲ့ဒီထဲမှာပေးထားတဲ့ဟာတွေအောင်မကောင်းတဲ့ဟာကျွန်တော်ဘယ်တော့ခါမှမပေးမကောင်းတဲ့ကနေမကောင်းတဲ့ဟာမျိုးဘယ်တော့ခါမှကျွန်တော်အခုဒီမှာကျွန်တော်ဘယ်တော့ခါမှမပေးเนาะအဲ့တော့ ဒီမှာကျွန်တော်ပေးတဲ့ဟာကိုဒီမှာအဖုံကြီးသတောင်းမသွင်းပြီးတော့မယူခြင်းဘူးရတယ်မယူနဲ့ဒီဟာကိုကြည့်မယ်နော်ဒါကိုကြည့်ပြီးထိုးလို့ရတယ်နော်ဟုတ်ပြီနော်နော်နားလည်မယ်နော်ဟုတ်ပြီအဲ့တော့ဇာတို့ရှယ်မွေးဝေထပ်ပြပေးမယ်ဇာတို့ရှယ်မွေးဝေဇာတို့ရှယ်မွေးဝေတကယ်ကောင်းတယ်ဒီကောင်းတယ်တကယ်ကောင်းတယ်နော်အဲ့တော့အိုက်ခွေလေးကိုဆက်ပြီးတော့ထပ်ပြပေးမယ်ထပ်ပြီးတော့ကြည့်ပါဒီဇာတို့ရှယ်မွေးဝေကသူကဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတော့ကျွန်တော်တို့ကပြီးခဲ့တဲ့ဘက်တုန်းက တူဝမ်းနဲ့ကိုရှက်ဇောင်းညီကိုဖြစ်ထားခြင်းကြောင့်ရတာ။ဘာကြောင့်ရတာလဲ။ဇောင်းညီကိုဖြစ်ထားခြင်းကြောင့်ရတာ။ဇောင်းညီကိုကလည်းဖြစ်ခြင်းလို့ဖြစ်လို့မရဘူး။ဒီလိုကြော်ခွားပြီးဖြစ်လို့မရဘူး။ဇောင်းစစ်စစ်ဖြစ်ရမယ်။ဒီလိုဇောင်းစစ်စစ်ဖြစ်ရမယ်။အထက်အောက်ဖြစ်နေရမယ်။ဇောင်းစစ်စစ်ပြန်ဒီလိုကြော်ခွားပြီးတော့ညီကိုဇောင်းညီကိုမူဆိုယူလို့မရဘူး။ဟုတ်ပြီနော်။ကဲအဲ့တော့အဲ့မူလေးတစ်ချက်ကိုစစ်ပေးမယ်။ အိုက်မှုလေးရတယ်အများကြီးမဟုတ်ဘူးစတဲ့ဘွဲရမလီဒါပဲရှိတယ်ဒီကလင်နာတပြင်လုံးနဲ့မှာပါနော်စတဲ့ဘွဲရမလီဒါပဲရှိကဲအဲ့ဒါလေးကိုတစ်ချက်စစ်ပြပေးမယ်စစ်ပြပြီးတော့ဒီကနေစပြီးတော့ဆေးရမယ်ဇောင်းကြီးကိုစစ်စစ်ဖြစ်ချင်းကြောင့်တဲ့သူကစာရိုးရှိမှုကြီးဇောင်းကြီးကိုစစ်စစ်ကြပြီဆိုတာနဲ့သူ့ရဲ့အောက်ကနေပြီးတော့နောက်တစ်ပတ်တော်တွင်သူ့ရဲ့အောက်နောက်တစ်ပတ်တော်တွင်မှာလိုက်ရမယ်ဇာရုရှယ်မွေးခွေက၃ည၂၃ည၂၄ ချောအပူပါခွေ၃ည2 4 6။အပူပါခွေဟုတ်ပြီနော်၃ည2ရဲ့4ရဲ့6 3ည2 4 6အပူပါခွေဇာတို့ရှယ်မွေးခွေဖြစ်တယ်3ည2 4 6အပူပါခွေလိုက်ရမယ်။ဘာကြောင့်လိုက်ရမှာလဲဇောင်းညကိုမူစစ်စစ်ဖြစ်ပြီဆိုရင်3ည2 4 6အပူပါခွေကိုလိုက်တော့မောင်းနေမိတာလိုက်နော်။ကဲအဲ့တော့ကြည့်မယ် ဒီမှာကသူကတက်ဆယ်ညီကိုခွန်ရှင်းညီကိုဇောင်းညီကိုဖြစ်ပြီဇောင်းညီကိုဖြစ်ပြီဆိုသူရအောင်နောက်တစ်ပတ်တော်တယ်မှာတုံညနှစ်လေးချောက်အပူပါခွေဘာထွက်ထားတယ်20ထွက်ထားတယ်ဟုတ်ပြီနော်ဟောဒီမှာ3နှစ်ဟောဒီမှာ20ဇောင်းညီကုံမှုဖြစ်ပြီဇောင်းညီကုံမှုစစ်စစ်ဖြစ်ပြီဆိုသူရအောင်နောက်တစ်ပတ်တော်တယ်မှာတုံညနှစ်လေးချောက်ပူပါခွေဘာထွက်ထားတယ်တုံညာပူထွက်ထားတယ်ဟုတ်တယ်နော် နောက်တစ်ဘွဲကိုဆက်သွားကြည့်နောက်တစ်ဘွဲကိုဆက်ကြည့်တော့မတွေ့ဘူးဒီဘွဲမှာဆက်ကြည့် ၄၅နဲ့ sorry 3နှစ်နဲ့ခွန်ရှစ်နဲ့ဇောင်းကြီးကိုမူစစ်စစ်ဖြစ်တာပြီဇောင်းကြီးကိုမူစစ်စစ်ဖြစ်ပြီဆိုရင်သူ့ရဲ့အောင်နောက်တစ်ပတ်တော့နေမှာ၃ည၂၄၆အပူပါကွေဘာထွက်တာလဲတင်းနာတင်းနာနေမနဲ့အစောပိုင်းရမယ်60နှစ်ဆိုပြီးတော့ထွက်ထားတယ်ဟုတ်ပြီနော်ဟုတ်ပြီနော်နောက်တစ်ပွဲကိုဆက်သွားကြည့်နောက်တစ်ပွဲကိုဆက်သွားကြည့်တော့ဟောဒီမှာဇောင်းကြီးကိုမူစစ်စစ်ဖြစ်ပြီး၆ခွန်ရဲ့တင်းနေရဲ့ဇောင်းကြီးကိုမူစစ်စစ်ဖြစ်ပြီး ဲ့တော့ဇောင်းကြီးကမူစစ်စစ်ဖြစ်ပြီးဆိုရင်သူ့ရအောင်နောက်တစ်ပတ်တော့နေမှာ၃ညရဲ့2ရဲ့4ရဲ့6ရဲ့၃ညနဲ့4 6ဘူးပါကိုဆက်လိုက်အောင်ပဲဘာထွက်တာလဲဟောဒီမှာ4ဘူးလို့ထွက်ထားတယ်ဟုတ်တယ်နော်ကဲနောက်တစ်ပွဲကိုဆက်သွားကြည့်မယ်ပြပြီပဲတေချာလေးစိတ်ပြီးပြပြီးတာအားလုံးကျွန်တော်မိတ်ဆွေကုဒီမောက်ရားစီချင်းရားစီချင်းတာတဲ့ကိုကိုတိုင်တည်စီချင်းတာကျွန်တော်ကုဒီမောက်တွေကိုကိုကိုတိုင်တည်စီချင်းတာ နော်တည်တည်ချင်းတို့ပြပေးတာသူများကပါဇာပြားနဲ့လမ်းမဆုံးစီနဲ့သူများကဒါဒါဒါလို့ဆိုတဲ့ပါဇာပြားနဲ့ဘယ်တော့မှလမ်းမဆုံးစီနဲ့ကိုကိုတိုင်တည်အောင်လို့နော်အချိန်ပေးပြီးကြည့်လိုက်ရဘာမှပန်းကြည့်တာမဟုတ်ကဲတော့နောက်တစ်ပွဲကိုဆက်သွားကြည့်မယ်ဟောဒီမှာခွန်6ဟောဒီမှာ6ဇောင်းညီကိုမူဖြစ်ပြီးအဲ့လိုဇောင်းညီကိုမူဖြစ်ပြီးဆိုရင်သူ့ရဲ့အောက်နောက်တစ်ပတ်တော်တယ်မှာနော်သူ့ရဲ့အောက်နောက်တစ်ပတ်တော်တယ်မှာ ဇောင်းညီကုံမူစစ်စစ်ဖြစ်ပြီဆိုရင်သူ့ရဲ့အောက်နောက်တစ်ပတ်တော်တွေမှာတုံညာ2 4 6အပူပါခွေထွက်ရမယ်။နော်အဲ့တော့တုံညာ2 4 6အပူပါခွေမှာကျွန်တော်မိတ်ဆွေအားလုံးပဲဘာထွက်တာလဲ။ဟောဒီဘက်မှာတုံညာ2ဆိုပြီးတော့ထွက်တာလေ။ကိုလက်ရှိကျွန်တော်ပြပီနေတဲ့မူတောက်လျှောက်ထဲမှာဗုဒ္ဓဘူးလုံးဝမကျော်သေးဘူး။ဗုဒ္ဓဘူးလုံးဝမကျော်သေးဘူးနော်။နောက်တစ်ဘက်ကိုဆက်သွားကြည့်။ကဲဒီဘက်မှာလည်းကြည့်မယ်။ ောဒီဘက်မှာနှစ်တိဟောဒီဘက်မှာခွန်ရှစ်နှစ်တိခွန်ရှစ်လို့ဇောင်းညီကုံမူကြာလာတယ်ဟုတ်ပြီနော်နှစ်တိရဲ့ခွန်ရှစ်ရဲ့ဇောင်းညီကုံမူဖြစ်ထားခြင်းကြောင့်သူ့ရဲ့အောင် နောက်တစ်ပတ်တော့တယ်မှာ သူ့ရဲ့အောင်နောက်တစ်ပတ်တော့တယ်မှာတုံညာနှစ်၄6အဘူးပါခွေဆိုပြီးတော့ထက်ကြပေးရမယ်ဇောင်းညီကုံမူဖြစ်ထားတယ်နော်သူ့ရဲ့အောင်နောက်တစ်ပတ်တော့တယ်မှာတုံညာနှစ်၄6အဘူး 3246ခွေအပူပါဆက်ကြပြအောင်အဲ့တော့ဘာတွေကြရလဲဗုဒ္ဓဘူးမကြော်တယ်မှာ2446ဆိုပြီးတော့မကြထားဘူးလားကြားထားတယ်ကြားထားတယ်နော်နောက်တစ်ခွက်ကိုဆက်သွားကြည့်ဟောဒီမှာ6ငါဟောဒီမှာ9လေးဇောင်းကြီးကုံမှုစစ်စစ်ဖြစ်ထားပြီဇောင်းကြီးကုံမှုစစ်စစ်ဖြစ်ပြီဆိုရင်သူ့ရဲ့အောက်နောက်တစ်ပတ်တော့နေမှာ3246အပူပါခွေကကျွန်တော်တို့ဘာကြမယ်3ညနဲ့ထက်ချထားတယ်ဟုတ်ပြီနော်3ညနဲ့ထက်ချထားတယ် နော်ကဲနောက်တစ်ပွဲကိုစသွားကြည့်မယ်ဟောဒီမှာ၄၅ဟောဒီမှာနော်ဟောဒီမှာ၄၅ဟောဒီမှာ၃၄ကို၄ရဲ့၃ရဲ့၄၅၃၄ဆိုတော့ဇောင်းညီကုံမူစစ်စစ်ဖြစ်လာပြီဇောင်းညီကုံမူစစ်စစ်ဖြစ်လာပြီဆိုရင် သူ့ရဲ့အောက်နောက်တစ်ဘက်တော့ဒီမှာ၃၂၄၆အပူပါကွေဆက်လာရမယ်အဲ့တော့ကျွန်တော်တို့ပါထွက်တာလဲ တနှစ်သုံးတင်းတာအင်္ဂါဗောဓဘူးဒီ3ရက်အတော်တယ်မှာပဲ60နှစ်ဆိုပြီးတော့ဒီဘွဲမှာထွက်ထားတယ်ဟုတ်တယ်เนาะ60နှစ်ဆိုပြီးတော့ပဲဒီဘွဲမှာဆက်ပြီးတော့ထွက်ထားတယ်နောက်ဘွဲကိုဆက်သွားကြည့်ဒီမှာ3လေးဒီမှာ4 5 3 4 5 5ဆိုတဲ့ဇောင်းညီကုံစစ်စစ်တွေ့ဇောင်းညီကုံမူစစ်စစ်တွေ့အဲ့တော့ဇောင်းညီကုံမူစစ်စစ်ဖြစ်ရမယ်ကြော်ခွားလို့မရဘူးတပင်းကြော်လေးနှစ်ပင်းကြော်လေးနားမလဲဘူး ဇောင်းကြီးကမူအထက်အောက်ဇောင်းဖြစ်ရမယ်ဇောင်းကြီးကမူစစ်စစ်ဖြစ်ပြီဆိုတော့နောက်တစ်ပတ်တော့လှည့်မကြီးနဲ့3.246အပူပါကွေဆက်လိုက်တော့ဘာဖြစ်တယ်တရက်2ရက်300ဒေါ်လာမှာ40 46ကျောက်ဘော်ဒဘူးနေပါတယ်ထပ်ထားတယ်ရိုက်ထားတယ်ဘော်ဒဘူးကြော်သေးဘူးနော်မျိုးတွေနောက်တစ်ပတ်ကိုဆက်သွားကြည့်နောက်တစ်ပတ်ကိုဆက်သွားကြည့်တော့ဒီဘက်မှာတစ်ခါထပ်တွေ့တယ်6ခွန်ရဲ့1တရက်ဆိုပြီးတော့ဇောင်းကြီးကမူရိုက်ထားတယ်တဲ့ ဇောင်းကြီးကမူရိုက်ထားပြီဆိုရင်သူ့ရအောင်နောက်တစ်ပတ်တော့တယ်မှာ3246အပူပါခွေဘာထွက်တာလဲ62ဆိုပြီးတော့ထွက်တာလဲတော်ရတစ်ချက်ပဲရှိတယ်ဒီကလင်နာတပင်လုံးတောက်ချက်ဆက်လာတယ်မှာဗုဒ္ဓဘူးမကြောတနည်းအားဖြင့်3ရက်မကြောမှာအကုန်ကြားတယ်ဒီဘွဲမှာတစ်ချက်ပြောကြရှိတာကကျွန်တော်တို့က၄ရက်မြောက်နေကြမှာ60နှစ်ဆိုပြီးတပွဲပဲကြာတာတပွဲပဲ သူ့မှာပြောစရာပြချက်ဆိုတော့60နည်းဆိုပြီးတော့၄ရက်ကျော်မှကြတယ်ပြချက်ကလေးတစ်ချက်ပဲရှိတယ်။နောက်တဝဲကိုဆက်သွားကြည့်။ဟောဒီမှာ6ငါဟောဒီမှာ96ဇောင်းညိကုံမှုစစ်စစ်ဆိုပြီးတော့ကြတယ်။ဇောင်းညိကုံမှုစစ်စစ်ကြခြင်းကြောင့်သူ့ရဲ့အောက်နောက်တစ်ပတ်တော်တယ်မှာ3246အပူပါခွေထပ်ပြီးတော့ကြပြရမယ်။3246အပူပါခွေဆက်ပြီးတော့ကြပြရမယ်။အဲ့တော့ ဒီမှာဇောင်းကြီးကူမှုစစ်စစ်ဖြစ်ခြင်းကြောင့်သူ့ရဲ့အောင်နောက်တစ်ပတ်တော့မှာ3ည2 4 6အပူပါကွေစัจကြပြရမှာဖြစ်တဲ့အတွက်ကြောင့်မလို့စัจကြည်လိုက်ကျွန်တော်ဗာကြထားတယ်တရက်2ရက်တော့ဒီမှာ2 4ဆိုပြီးတော့2 4နဲ့မှာအင်္ဂါနီးညနေ4နိုင်ကွမှာ2 4ဆိုပြီးထက်ကြတာဟုတ်တယ်နော်လမလေးတက်စီနေမယ် channel လေး subscribe မရသေးရင် channel လေး subscribe တိပြုပါကုန်းမမှာမင်္ဂလာပါလေးတွေရေးသွားပြီးပါနော်ကြဲအဲ့တော့ဒီပွဲမှာလည်း ဥရှိလာမဲ့ပတ်တော့ပါလေ2198 2198ဆိုပြီးတော့ကနန်းဇောင်းကြီးကိုမူဖြစ်တာအဲ့တော့ဒီလိုဇောင်းကြီးကိုမူဖြစ်ထားခြင်းကြောင့်ရှိလာမဲ့ဘက်မှာအခုဒီဘက်မှာပေါ့ဒီနေ့တင်းလေးတာနေဖောင်းတယ်အင်္ဂါနေ့ရနေစားအင်္ဂါရဲ့ဘုဒ္ဓဘုရဲ့ဇာတာပတိရဲ့တောက်ကြရဆိုပြီး၄ရက်ကစားမယ်ဒီကောက်တပြင်းလုံးထဲမှာလည်းကျွန်တော်တို့က 3ရက်ကိုကြော်ပြီး4ရက်တော့တယ်မှာကြာထားတာဆိုတပွဲပဲရှိတယ်ဒီ60เนี่ยတပွဲပဲရှိဘူးတယ်ဟုတ်တယ်เนาะ60เนี่ยတပွဲပဲရှိဘူးတယ်3ရက်ကိုကြော်ပြီးတော့4ရက်ကိုကြာကူးထားတာဆို60เนี่ยတပွဲပဲရှိဘူးတယ်အဲ့တော့ကျွန်တော်တို့ကเนาะအရှိလာမဲ့73ရက်နေ့ကနေပြီး16နေအင်္ဂါဘုတဘူးကြာတာပြီးတောက်ကြဒီ4ရက်တော့တယ်မှာ3ညရယ်2ရယ်4ရယ်6ရယ်ဆိုတဲ့အပူပါကိုလုံးဝရှယ်ချင်းတွေပေါက်လာလိမ့်မယ် ၃ညနေ၄၆အဘူးပါကွေလုံးဝဆယ်ကျင်းတွေပေါ်လာလိမ့်မယ်စုံကွေနော်အဲ့တော့ကျွန်တော်ခုနကပြောဆိုဒီမှာမူတွေစစ်ပေးပေးတာအခွေမူစစ်ပေးတယ်ဝေကရန်၆ကွက်မူစစ်ပေးတယ်တောက်ချောက်စစ်ပေးကြိုက်ရင်စော်မကြိုက်ရင်ကြော်ကြိုက်တယ်ဆိုရင်ထိုးဗျာမကြိုက်ရင်ကြော်သာဘာမှမရှိဘူး เนาะအဲ့တော့ကျွန်တော်မူသုံးချက်တိုက်တယ်ပြီးခဲ့တဲ့ဘက်ကလိုပဲပေါ့เนาะကျွန်တော်အဖွဲ့ဝင်ခေါ်တယ်အဖွဲ့ဝင်ကြီးတောင်းချက်နဲ့အဖွဲ့ဝင်အများကြီးလက်မခံအောင်အာယုန်နေတော့လို့အဖွဲ့ဝင်15ဦးခေါ်တယ်เนาะ15ဦးဒီအဖွဲ့ဝင်15ဦးလို့ကျင်းနေဆိုရင်မူကျုံးချက်တိုက်ထူးရှယ်မွေးခွေလေးလုံးခွေအပူပါပဲတူတူပဲဒါနဲ့ပဲဒီကောင်ပို့ပြီးတော့ကျွန်တော်ပူအာတန်နဲ့ပူကြိုက်တယ်ဒီကောင်တော့ပူကောင်းတယ်ပူကြိုက်လို့ကျွန်တော်ကနေပြီးထိုးမယ်လိုက်မယ် လည်းကျွန်တော်ကိုယ်တိုင်နဲ့ live မှာဖြစ်တဲ့အတွက်ကြောင့်မို့အဖွဲ့ဝင်အများကြီးမခေါ်ဘူးအဖွဲ့ဝင်15ဦးခေါ်မယ်နော်ဝင်ရမယ့်ဖုန်းနံပါတ်က6683666ဆိုလို့ဖုန်းနံပါတ်ကိုပဲအဖွဲ့ဝင်ဝင်ရမယ်အဖွဲ့ဝင်15ဦးပဲလက်ခံမယ်နော်အဖွဲ့ဝင်အများကြီးမခေါ်ဘူးအဖွဲ့ဝင်15ဦးပဲလက်ခံမယ်ကြိုက်မှလာဝင်မကြိုက်မဝင်နဲ့မကြိုက်ဘူးဟုတ်ပြီအဖွဲ့ဝင်တသောအဖွဲ့ဝင်တသောမပေးခြင်းဘူးမပေးနဲ့ရတယ်ဗျာနော်ဒါပဲထိုးဇာတ်လို့ရှင်မှုကိုထိုး3246ဘူးပါခွေထိုးလို့ရတယ် नो လုံးဝမဟုတ်သေးဘူးစုံကြနေလေးချောင်းမထိုးကျင်ဘူးရတယ်ဘာထိုးရမလဲဆွက်ရှယ်မွေး6ခွက်၃ညနေ၃ညလေး၃ညခွန်6ခွန်6ရက်6ဒါလည်းထိုးလို့ရတယ်ဟုတ်ပြီဇာတူရှယ်မွေးပတိသူပြန်တက်ခါချင်းမှာတွားပြီးယူမယ်ဆိုရင်အ ਨੇ တို့မပေးရဘူးဆိုတော့1000လောက်တော့ပေးရတယ်ရှယ်မွေးပတိတော့မပေးနဲ့ပေးမယ်300ဒေါ်တင်ထွက်ရမယ်ဇာတူရှယ်မွေးပတိ လမလေးတွေတော့တန်းစီနေပဲကြီးတဲ့လူရဲ့လေးပုံကိုတပုံတော့မရှိဘူးလမနှိပ်ထားတာဟုတ်တယ်နော်ကြီးတဲ့လူရဲ့လေးပုံကိုတပုံတော့မရှိဘူးလမနှိပ်ထားတာအဲ့တော့ကျွန်တော်အကိုဒီမတွေအားလုံးပဲကျွန်တော်ကိုအားပေးတယ်ဆိုရင်ကိုကြည့်နေနေကိုရဲ့ဖုံးမှန်စကရင်ကိုလန်ညိုးလေးနဲ့ဒီလိုလေးတောက်ပေးနော်အဲ့ဆိုရင်လမနှိပ်ပြီးသားဖြစ်သွားမယ်ဘာမှမလို့ဘူးလန်ညိုးလေးနဲ့ဒီလိုပဲတောက်ပေးနော်ကြည်နေနေကိုယ့်ရဲ့ဖုံးမှတ်စင်ကိုလညိုးလေးနဲ့ဒီလိုလေးတောက်ပေးအဲ့ဒါဆိုရင်လမ်းမနေပြီးသားဖြစ်သွားမယ် channel လေး subscribe နေရရင် channel လေး subscribe နေပြီးပါကုန်းမမှာမင်္ဂလာပါလေးရှိပြီးပါနော် နောက်ဘာမှနှိမ့်ကြမလို့ဒီလိုလေးတောက်ပေးရပါနော်90သားလေးမထားရတယ်မဟုတ်တပိတ်တာလေးမထားရတယ်မဟုတ်နော်ဒါလေးပဲလုပ်ပေးရပါကဲအဲ့တော့ဇာတို့ရှင်မွေးပတ်တိပေးမယ်300ဒေါ်တင်ထွက်ပေးရမယ်အာမခံပေး300ဒေါ်တင်ကိုအိုက်ပတ်တိထွက်ပေးရမထွက်လို့မရဘူးမထွက်ရင်ထောင်ညှစ်ထောက်အောင်ပါနော်မထွက်ရင်ထောင်ညှစ်ထောက်အောင်ပါအဲ့တော့ဇာတို့ရှင်မွေးပတ်တိ ပေးမယ်လမ်းမလေးတန်းစီနေပြီပါ channel လေး subscribe မရသေး channel လေး subscribe နေပြီပါဟုတ်ပြီနော်ဇာရုရှင်မွေးပတ္တိယ9ပိုင်းပတ္တိ9ပတ္တိ9ပတ္တိဘာနဲ့ကပ်မင်းကွက်တင်ထိုးခြင်းနဲ့9ပတ္တိကိုဘာနဲ့ကပ်မလဲကူငါ90 အာမန္တရလွှင့်နေတဲ့တရားဘောပင်ကြီးကုံသွားပြီတရားနော်အဲ့ဘောပင်ဘူးလေးတွေဒီစာဘူးဘူးလေးတွေဒီကလင်နာဘူးလေးတွေပြန်တောင်းတာနော်အဲ့တော့လိုချင်တယ်ဆိုတော့မိတ်ဆွေတွေကချစ်ချေးသသောင်းပေါ့ဗျာအဖွဲ့ဝင်ကြီးရယ်လို့မဟုတ်ပါဘူးချစ်ချေးသသောင်းပေါ့ချစ်တယ်ဆိုမှပြီးနော်ချစ်ချေးသသောင်းနဲ့လာယူအများကြီးလက်ခံဘူး15ဦးပဲလက်ခံမယ် နော်15ဥပဲလက်ခံမယ်အဲ့တော့မြန်မြန်လာရွက်လူမြန်မြန်ရမယ်အရှိဘက်ကလူဦးရေအကုန်လုံးလည်းပြန်လက်မခံဘူးနော်အဘောင်းအစ်စ်ပဲပြည့်အဟောင်းပဲပြည့်ပြည့်15ဥပဲလက်ခံမယ်မြန်တဲ့လူကြမယ်အဲ့ဒါကြောင့်ကျွန်တော်စနေစနေနေ့ရကျွန်တော်လိုင်းမလွင်တာအဲ့ဒါကြောင့်လိုင်းမလွင်ပြီးတာဘာဖြစ်လို့လဲဆိုတော့အရှိဘက်ကလူတွေအခုပြန်ဝင်ပါဆိုလို့ကျွန်တော်ဟိုနေ့မှဖြစ်တာအဲ့ဒါကြောင့်ကျွန်တော်ဒီနေ့မှလိုင်းလွင်ပြီးတာပြီးရဘက်ကကျွန်တော်၄၅ခွန်ရှိပူပခွေပြီးရလေ94ကြာလေနော် ကဲအဲ့တော့ရပြီနော်ပြောပြီးသွားပြီနော်အားလုံးပြောပြီးသွားပြီနော်ဆွဲရှဲမွေး6ကွက်တယ်ပြီးပြီးသွားပြီမွေးပတ်တီတယ်ပြီးသွားပြီမွေးခွေတယ်ပြီးပြီးသွားပြီဒီတဲမှာကျွန်တော်ပတ်စံတပြားတစ်ချက်မှပြီးဟာကျွန်တော်ကိုယ်ဒီမှာပေါ့ယူကိုယ့်ဘာကိုယူကိုယ်စံတဲ့ကိုထူတာနော်ဒီမူသုံးချက်တိုက်တဲ့ထူးချက်မူကိုကျွန်တော်လိုက်မှမွေးခွေရတော့တိုးချင်တယ်ဆိုရင်ဖုန်းကြီးဆိုတောင်းချင်တယ်လာယူနော်ရာယူရောင်းခွန်းမှာက666 3666ဒီဖုန်းနဲ့ကိုဖုန်းမဆိုင်ကနေတန်းပြီးတော့ဝင်ထွက်လာနော် เนาะဒီဖုန်းနံပါတ်ကိုဖုန်းမစိတ်ကနေပြီးတော့ဖုန်းလှမ်းပြီးတော့ဆက်လိုက်ဗျာဖုန်းဆက်ပြီးတော့ဖုန်းကြီးတွင်းပြီးတော့ယူလို့ရဖုန်းကြီးရတောင်းချက်เนาะကြာတော့အားလုံးမပိုင်းပါနောက်ရကြမှာပြန်တွေ့မယ်ကိုရီမိုင်းအားလုံးပဲเนาะကိုရှိလာမပတ်ပါဗျာထိုးတဲ့ကနန်းနဲ့ထွက်တဲ့ကနန်းတစ်ထက်လဲကြပါစေဗျာเนาะကြာတော့အားလုံးမပိုင်းပါဗျာเนาะเนาะမွေးကနေ6ခွက်မွေးပတ်တိစပတ်เนาะမွေးခွေနောက်ပြီးတော့ထူးရှံမွေးခွေရအဖုန်းကြီးတောင်းချက်နဲ့ယူရမယ် ွေကနေ6ခွက်3ညနေ3ညလီ3ည6ဒီခွေရဲကောင်းတယ်မူပါပြပေးတာနော်မူပါပြပြီးတော့ပေးတာကဲအဲ့တော့အားလုံးပဲပါရင်ပါဗျာနော်